အလုံးမဲမင်္ဂလာပါဗျာကုတခဲမှာတော့မင်းရင်ငယ်မတွေအကုန်လုံးသူ့ကိုကြောက်နေကြပြီလို့ပြောလာတယ်မမကြီးရဲ့ရုပ်တပ်ဗီဒီယိုလေးကိုအားလုံးသိအောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပြီးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနိုလေးချန်နယ်မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာ ဟောမြင်လိုက်တာနဲ့လိုက်ပေါ်ကမရင်ငယ်တွေပါလန့်တာမဟုတ်ဘူးငါတို့မျိုးကမရင်ငယ်တွေတရားယောက်ျားနဲ့လိုက်ဖြစ်နေတဲ့မိန်းမတွေကငါ့ကိုလန့်ကြမလန့်ပါနဲ့ငါနင်တို့ဘာမှလုံးလို့မရဘူးเนาะဘာမှလုံးလို့မရအောင်နင်တို့လုံးမဲ့လူတွေကလောကပါလကနဲ့တကြားတွေရှိတယ်နင်တို့ငရေရပဲစောင့်နေမှာငါဘာမှမလုံးနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့လူလူချင်းဘာဖြစ်လို့လဲဆိုတော့မုံကိုမုံလို့ သူများမိသားစုကိုဖျက်ဆီးတဲ့မရင်ငယ်မတွေလင်ငယ်တွေပေါ့ဒါကမုံကိုမုံလို့ငါလည်းမပတ်သက်ခြင်းလို့မပတ်သက်ကျွန်တော်လန့်တယ်ဆိုတာငါ့ကိုလန့်เสียမလို့ဘူးကျွန်တော်ကကိုခမ်းမဲ့ဝစ်ကျွေးကိုသာလန့်ရမှာကျွန်တော်ကသူများယောက်ျားကိုဖျက်ဆီးလိုက်လို့သူများကပြင်းမာလိုက်ရင်ကျွန်တော်ကကျွန်တော်ခံစားမဲ့ဝစ်ကျွေးတွေက အရန်ကြောက်ဖို့ကောင်းတယ်ငါပြောပြီးသားနော်ကိုကိုရကယ်ကိုတိုင်းလဲယောဂါဇိုးတွေကြာရောက်တတ်တယ်ငါခဏပြီးခဏပြောနေတယ်ကို့မှာလဲရှာသမျှဖွေသမျှလဲမတိုးတက်ဘူးအကုန်လုံးဒုက္ခရောက်ကြတယ်ဟာသေပြီးနောက်မှာလဲဒါသေကြတဲ့ငရဲပဲ ။ဘာဖြစ်လဲသူများမိသားစုကိုဖျက်ခဲတာ哦။နော်။အားကောင်းမြင်တာနဲ့အမလေးချက်ချင်းကြော်ပလိုက်တဲ့လူနဲ့ဘလော့ပလိုက်တဲ့လူနဲ့အပြင်မှာတွေ့ရင်တော့မခေါ်မပြောဖြစ်ကြတဲ့လူ။ဘာမှမဖြစ်ဘူးငါအေးစေးပဲ။ငါကနင်တို့ဘာမှမလုပ်နိုင်ဘူး။ဒါပေမဲ့ငါကပြောပေးနေတာလေးတွေကိုစိတ်ချမ်းသာတဲ့လူရှိတယ်။ငါတို့မယားကြီးတွေငါ့ကိုတူယူပြီးတော့ပျော်ရွှင်ကြတယ်၊ကျေနပ်ကြတယ်၊ဝမ်းသာကြတယ်ဆိုလို့ငါပြောပေးနေတာ။အဲကြောက်တဲ့ကြကနေလူတွေသူများယောက်ျားနဲ့ဖြစ်တဲ့လူတွေကလည်းငါပုံစံလေးကိုတွေ့ပြီးတော့ငါစကားနားထောင်ပြီးတော့ကောင်းကောင်းမွန်မွန်လေးဖြစ်သွားတယ်ဆိုရင်လည်းငါကျေနပ်တာပဲနော်။တို့မရင်ငယ်တွေကြောက်တယ်ဆိုတဲ့ဟာကိုတော့ငါပုံပြီးဂုံယူတာပေါ့။မယားကြီး င်ဖြစ်တယ်ဆိုတော့ငါလည်းပို့ပြီးဂုံယူတာပေါ့เนาะဒါလေးတခုတော့ရှိပါတယ်ကျွန်တော်ကတော့ငါ့ကိုကြောက်เสียမလို့နင်တို့ကြောက်ကမှာဝိနဲ့ငရဲကိုပဲကြောက်ကမှာเนาะဘာဖြစ်လို့ဆိုတော့နှုတ်မွေးလာတဲ့ခလေးတွေကလည်းသူပြယောက်ျားမသူများမိန်းမကိုကြိုက်တာမျိုးနော်နေလို့မွေးလာတဲ့ကလေးတွေကတခုခုဖြစ်တာမျိုးဟာသူသားသာဖြစ်လိုက်ပါတော့ဆိုရယ်ခန်းစားချက်မျိုးနင်တို့ဖြစ်မှာစို့လို့ငါပြောနေတာဒါဒီဘုရားခန်းစားမယ်ဝေချွေးငရဲနောက်ဘုရားကြရင်တော့နှုတ်ခန်းစားမယ်ဝေချွေးငရဲတွေကလည်းစောင့်နေပါလေဒါလေးသိစေချင်တာပါ လျှောက်ကမှကျမမဟုတ်ပါဘူးလို့နော်